ကဲအမြဲများလုံးမင်္ဂလာပါဗျနေ့ရတော့ဘုံဘုံတို့ရှိဦးမနေ့ရတော့ကစာလေးတစ်စောင်ရောက်လာတယ်နိုင်ငံတော်တန်ခါမှန်လာကနေပြီးတော့တိုင်းဒေသကြီးမြေရကြီးအဆင့်ဆင့်တန်ခါနိုင်ငံအဖွဲ့တွေညံ့ကြထားတဲ့စာလေးတစ်စောင်ပေါ့နော်အဲကြောင့်ဒီကနေ့က1389ခုနှစ်တရင်ကျော်လာပြီကျော်7ရက်ကမ္ဘာသုံးပြက်ကြရနေ2025ခုနှစ်အောက်တိုဘာလ18ရက် တောက်ကြနေဖြစ်ပါတယ်ဗျဒီမှာဗာလဲဆိုတော့သူစက်ကပ်ပိုင်ရန်ဆရာတော့ဥဒသနာချောင်းတဲ့ဒါဥဒသနာချောင်းဆိုတော့ဘုံဘုံရဲ့အချောင်းတိုက်ပေါ့နော်အချောင်းရာကတော့သမဏတာရုပ်ဘဝမဖြစ်သည့်တစ်တော့ကစားခြင်းဆယ်လီလှုပ်ခြင်းတို့ကိုထိရောက်စွာဟန်တာနိုင်ရင်တန်ခါဖွဲ့ခြင်းအစဉ်စဉ်ဂိုင်းပေါင်းစုံတို့ညွန်ကြားတဲ့ထုတ်ပြန်အောင်တာမကားတဲ့ပရိယတ်ဇာတိနိုင်မှာဘုံရဲ့ကြီးချောင်းများလည်းဒီလိုက်ရင်ချောင်းများကအစောပိုင်းညွန်ကြားခြင်းများရောက်ရှိစေညွန်ကြားတော့ မူပေးပါရန်ကိစ္စအတဲ့တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ကပို့လိုက်တဲ့စာပေါ့နော်အဲ့ဒီထဲမှာအဓိကကဘာလဲဆိုတော့အထက်အကြောင်းအရာပါကိစ္စနဲ့ပတ်သက်ရေးတဲ့အင်တာနက်ဆိုရှယ်မီဒီယာများပေါ်တဲ့အချို့သောဘုန်းတော်ကြီးများနဲ့သီလရှင်များတက်တော်ဆောင်ခြင်းအွန်လိုင်းဂိမ်းကစားခြင်းပို့တင်ခြင်းလိုက်လွင်ခြင်းစသည်ဗုဒ္ဓသာသနာတော်ကိုဒီကညွန်းနှန်းစေပြီးအပြုအမူများဆောင်ရွက်လျက်ရှိတဲ့ကြောင့်ယဟန်တာမနေနဲ့ဤလရှင်များအနေဖြင့် TikTok ဆိုရှယ်မီဒီယာများပေါ်နဲ့သမဏတာရုပ်ပါမဖြစ်သည့် TikTok ကစားခြင်းဆက်လီ လှုပ်ခြင်းတို့ကိုထိရောက်စွာဟန်တားနိုင်ရည်တဲ့အဓိကကတော့ Facebook TikTok YouTube social ဆိုအကုန်လုံးပါဝါရီပေါ့နော်အဲ့ဒီပုံမှာသမဏတာရုပ်ပါနဲ့မညီတဲ့ TikTok ဆော်ကစားခြင်းတချင်းနေနဲ့ကခုံခြင်းအဲဒါတွေကလည်းပြောခြင်းတယ်ဒီနေရာမှာဒီစာလေးရောက်လာလို့ဘုံဘုံကအရင်ထဲကဒါတွေကိုပြောတယ်ဒီလို TikTok ပေါ်မှာသမဏတာရုပ်ပါနဲ့မညီနဲ့ ရဟန်းကိုရင်သီလရှင်ညာတွေ့ခဲ့ရင်ဝိုင်းဆဲနေမယ်အစားအပြစ်တွေပြောနေမယ်အစားဟမ်ဘုန်းကြီးတွေဘုန်းကြီးတွေဆိုပြီးတော့လက်ညှိုးတို့ပြီးတော့ဗုဒ္ဓဘာသာကိုစော်ကားနေမယ်အစားအဲ့ဒီကိုရင်အဲ့ဒီသီလရှင်အဲ့ဒီရဟန်းတွေဘယ်ကြောင်းတိုက်ဖယ်လိုက်စာအတိအကျပြောပါအဲ့လိုမျိုးသိလာလို့ရှင်ဘုန်းတော်အနေနဲ့ဒီသန္ဒနာတော်ညှိုးနှံစေမှုပုံမှန်တွေအစရှိတာတွေနဲ့အရေးယူနိုင်လို့ပြင်မယ်လို့ပြောတယ်ဒါပေမဲ့ ်ဒီနိပညာတွေတိုးတက်လာတယ်အဲ့မှာ AI နေနဲ့ဟိုတလောရပဲလေကြည့်လိုက်လေဟိုကိုရင်လေးတပားကနေဒီလာရှင်ဆရာလေးတပားကိုပန်းကြံထဲမှာနန်းနေတဲ့ပုံလေးနဲ့တော်တော်ကြီးကိုလိုင်းပေါ်မှာကြည့်ရဲရိုက်သွားတယ်ဒါကြီးကိုမစင်မစားမစင်ညင်ပဲနဲ့အောက်ထင်ပြီးတော့ဟမ်ဘုန်းကြီးတွေဘုန်းကြီးတွေဆိုပြီးလက်ညှိုးထိုးပြီးတော့ဗုဒ္ဓဘာသာကိုဆောင်းကားတိုက်ခဲ့တဲ့လူတွေတပုံကြီးဘုန်းကြီးတွေနဲ့အနီးကပ်လူတွေကအစပါတယ် နိုင်ငံတိုင်းအတွင်းကအများကြီးပါတယ်အဲ့လိုလူတွေပေါ့နော်တိတိနဲ့ကျောင်းတိုက်တွေမှာဆွန့်ကပ်တယ်အားတချို့ဆန်ဆက်ပိုင်ရှင်နေတော်ပါတယ်နော်နာမည်တက်မပြောသေးဘူးအပြင်မှာမျက်နှာချင်းဆိုင်မှာမင်းလားဆိုပြီးအဲ့လိုပြောကြလို့အဲ့တော့ဘုံဘုံတို့ကပြောတယ်ဒီလိုမျိုးတွေတွေ့ခဲ့တယ်ဆိုလို့ရှိရင်နေရာလိပ်စာအပြည့်အစုံနဲ့ပေးပါအဲ့ဒီဟာတွေတယောက်စာအေးအေးနိုင်ပြီးပြောတယ်အဲ့မှာ သူတို့ကဘာပြောမလဲ TikTok ဘုန်းကြီးနေမဆော့အောင်လို့ပြောထားတာမပါဘူး Facebook မတင်ရဘူးလို့ပြောထားတာမပါဘူး TikTok ကဆော့လို့တော့မရဘူး TikTok ကိုဗုဒ္ဓဘာသာဗုဒ္ဓသာသနာအတွက်အကျိုးရှိတာတွေတင်မယ်သုံးမယ်ဆိုရင်သုံးလို့ရတယ်နော်ဟိုဒကာဒကမတွေအကြီးညိုပြတ်အောင်ဘာသာသာသနာကိုအထင်မြင်သိအောင်မသုံးရတာ Facebook ပဲသုံးသုံး TikTok ပဲသုံးသုံး Instagram ပဲသုံးသုံး Telegram ပဲသုံးသုံး YouTube ပဲသုံးသုံးကြိုက်တဲ့ social ကိုသုံးအဓိကပါလဲအဲ့မှာအချုပ်ပါတယ်နော်တမနာတာရုပ်ပမဖြစ်တမနာတာရုပ်ပညံ့ဆန့်ကျင်တဲ့တမနာတာရုပ်ပမဖြစ်တဲ့ TikTok တင်တာမျိုး Facebook သုံး Facebook တင်တာမျိုး Telegram တင်တာမျိုး Instagram သုံးတာမျိုးတွေကိုပဲခွင့်မပြုတာဂျာရာတွေကခွင့်ပြုတယ်နော် တိတော်ကိုတရားဓမ္မတွေတင်မယ်နော်ကောင်းရာကောင်းကျိုးတွေတင်မယ်သုတရတစာပေတွေတင်မယ်ဓမ္မတွေတင်မယ်အကုန်တင်လို့ရတယ်နော်ဒီထဲထဲမှာယဟန်တန်ဃာတော်တွေသီလရှင်တွေကိုတိတော်မသုံးပါဘူးဖေးဖို့မသုံးပါဘူးလို့ကန့်တတ်တာတခုမှမပါပါဘူးအဲ့တော့အချုပ်ပဲပါလေဒီနိုင်ငံတော်တန်ခမာနာကညွှန်ကြားတယ်ဟောဒီစာကြီးကိုကြည့်လိုက်လို့ရှိရင် အချုပ်ကပါလဲဆိုတော့သဗ္ဗဘဗတအကရဏကုသလသူပတံပရာ သစိတ်တပရိယောတပဏံအေတံဗုဒ္ဓနာသာသနံတဲ့နော်ဖရာတိုင်းဖရာတိုင်းကမှာကြသွားတဲ့ဇာကားလေးပေါ့နော်တပ္ပပပတအလုံးစုံသောအကုသို့ဟုသမျှကိုအကရဏံဘယ်တော့ခါမှမပြုလုံးနဲ့တဲ့ကုသလသူပတံမရာကုသလတာကုသို့မှန်သမျှကိုဥပတံပဒာတဲ့ပြည့်စုံအောင်လုပ်ပါတဲ့နော်အဓိကကတော့သမဏတာရုပ်ပ မဖြစ်အောင်လိုင်းပေါ်မှာတင်ပြီးတော့မတုံဘူးသမဏတာရုပ်ပနဲ့အညီတရားဓမ္မတွေတင်မယ်သုတရယတဓမ္မစောင်းမတွေတင်မယ်တရားဓမ္မတွေအကျိုးများတာတင်မယ်မှန်တာတွေတင်မယ်ဆိုလို့ရှိရင်တော့တင်လို့ရပါတယ်ရဟန်းတန်ဃာတော်တွေတိလရှင်တွေတိတော့မတုံပါဘူးလို့စာထုတ်ပြန်တာမဟုတ်ပါဘူးအဲ့ဒီအပေါ်မှာသာသနာတော်ကိုနှိတ်ခါကြစေမယ်အပြုအမူအပြောအဆိုအနေအထိုင် တင်တဲ့ဟာတွေကိုခွင့်မပြုတဲ့ဆိုရအကြောင်းပြောပါတယ် ဒါကြောင့်မလို့ဓာကြီးကမကြခင်အကောင့်တွေပုံမှာပါ line ပေါ်မှာ တင်ပြီးတော့တချင်းနေနဲ့ဟိုဆယ်လီယူယူနေတာတွေရှိတယ်တကယ်ရန်ကန်ရဟန်းတန်ကအစ်စ်မှန်နေအဲ့လိုမလုပ်ဘူးမျိုးရင်းရွာရင်းတို့တောင်းစကားကြဲကြဲပြောရမှာတော့မသူတို့အင်မတန်မှရှက်တယ်သူတို့မှာအင်ဒီရီတိတ်ခါတွေနဲ့အညီနေထိုင်ရတာအဲ့တိတော့ပေါ်မှာဖင်လုံးရင်လုံးနဲ့သင်္ကန်းဝင်ကြီးတွေနဲ့ဆရာလေးဝိစုံတွေတော့ပြီးလုံနေတဲ့ဟာတွေကငကိုတွေကမှနော် ဗုဒ္ဓဘာသာယဟန်တန်ဃာတော်တွေကိုကြည့်မရတဲ့ဟာတွေကများတယ်။ဟိုပါတီလိုခွဲပြောရင်တော့ညီပိန်းနေပေါ့ဗျာ။မိမိသားသမီးတွေကနေပြီးတော့ခိတကနသင်္ကန်းလေးကောက်ဝေးတယ်တစ်တော့ဆော့လိုက်တယ်။ဟာသွားပြီ။မကျန်ဘုန်းကြီးဘုန်းကြီးဘုန်းကြီးတွေတဲ့မှာတော့တခြားဘုန်းကြီးမဟုတ်မဘာသာဘုန်းကြီးတွေအမျိုးသားကြီးဘုန်းကြီးတွေမျိုးညစ်တွေအဲသူတို့စကားနဲ့ဆိုရင်အဲဒီလိုဘုန်းကြီးတွေကြာဖြစ်ပြက်နေတာငခုံးမတကောင်ကြောင့်တလေလုံးပုတ်တကယ်တမ်းကျတော့သူတို့ကိုယ်တိုင်ကအသွင်ယူပြီးတော့သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာဗုဒ္ဓသာသနာတော်ကြီးကိုသိက္ခာကျောင်းလို့တာငကိုရေကမှဒေါ်စန်းစုကြည်ရဲ့ရွေချက်ရှိတယ်ဗျငကိုတော့ကဦးဇင်းတို့နိုင်ငံမှာဆက်ဆိုးရလက်တဲ့တုန်းကသာသုံးသားကိုရှောင်လို့ပြောတယ်ဖယားသားစစ်သားကျောင်းသားကျောင်းသားကတော့အခုတော့အခုလက်ရှိပညာသင်ကြားနေတဲ့ကျောင်းသားမဟုတ်ဘူးဘယ်တော့မှဘွဲမရဆယ်တန်းမအောင်နဲ့ဟိုမင်းကိုနိုင်တို့ခေါ်ကြီးတို့လိုកောင်မျိုးတွေကိုပြောတာအဲ့ဒီလိုចောင်းသားမဟုတ်တဲ့ចောင်းနွားတွေเนาะ အဲ့ဒီလိုကောင်းနေနောက်တကအဲ့ဓာရီကတော့ထားလိုက်တော့နောက်တကဒီနိုင်ငံဒီသာသနာဒီလူမျိုးအတွက်ကဖယားသာစစ်သာအဲ့ဒီသာနတာရှိလို့မရှိလို့မရအဲ့တော့ဖယားသာစစ်သာသာနတာဒီနိုင်ငံရဲ့အာဏာအားတဲ့ဟောဒီဗုဒ္ဓမြတ်စွာသာသနာနဲ့ဟောဒီမြန်မာနိုင်ငံအတွက်ဖယားသာလည်းလိုအပ်တယ်လို့စစ်သာလည်းလိုအပ်တယ်အဲ့တော့ဘုရားသာသနာတော်ကြီးတိတ်ခါကြောင်တမတော်ဆိုတဲ့အဖွဲ့အစည်းကိုအင်အားတွေချိနေအောင်အပွားရည်ကြီးတဲ့ချက်က เนาะဖြိုခွဲတယ်ဖြက်စီးတယ်နောက်တော့တန်ခါအဖွဲစီအင်အားတွေချိနေအောင်ဖြိုခွဲတယ်ပြက်စီးတယ်ကျန်တာတွေကဟိုចောင်းသားဆိုတာတွေကအခုပညာသင်ကြားနေတဲ့ចောင်းသားလေးမျိုးနိုင်ငံရေးလှုပ်ရှား၈၈အမေရိကန်ចောင်းသားတွေကိုပြောတာအဲ့ဒီလိုចောင်းသားဆိုတာမျိုးတွေကတော့ပြောစရာမလိုဘူးမရှိလဲဘာမှမဖြစ်ဘူးမရှိလေကောင်းလေမရှိရင်တော့နိုင်ငံငြိမ်းချမ်းတာပေါ့ဗျာเนาะအဲ့တော့ဒီလိုမျိုး အတုအယောင်တွေကနေပြီးတော့သင်္ကန်းတွေပတ်ချုံဒီလက်ရှင်ဆရာကြီးဆရာလေးအဝတ်တွေဝတ်တက်တော်တွေဆော့အလွမ်းတွေအကြောင်းပြောမောင်မောင်တွေကိုကိုတွေထခေါ်ညီမလေးတွေညာလေးတွေခေးတွေခွေးတွေအားအကုန်လုံးစုံမြအောင်ထခေါ်တာအဲ့ဒီဟာတွေကနေပြီးတော့ဩငခုံးမတကောင်ကြောင့်တလီလုံးဆိုပြီးတော့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးတစ်ခုလုံးကိုပို့တာအဲ့တော့ဒီကျင်ညာချက်ထုတ်ပြန်လာတာကြိုက်ပါတယ်နိုင်ငံတော်သံဃာမန္တန်ကဆရာတော်ဖရာကြီးတွေကိုဒီညာကနေနော် ယူသင်စွာလက်ဆောင်မှုရရှိခိုးကြောပါတယ်ဒါမျိုးတွေ sorry တွေလုံးတင်ပါတယ်ထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ထိထိရရအသက်သွင်းအရေးယူဖို့လည်းလိုအပ်ပါတယ်အဲ့တော့အပြစ်ပြောနေတဲ့သူတွေအပြစ်ပြောနေမဲ့အစားတကယ်သာသနာကိုချစ်ရင်သာသနာဝန်ထမ်းရှင်ရဟန်းတွေကိုစောင့်ရှောက်တဲ့အနေနဲ့ဒီလိုမျိုးသင်္ကန်းတွေပတ်ပြီးတော့ TikTok တွေဆော့ပြီးတော့ Facebook တွေတင်မယ် TikTok တွေတင်မယ် Telegram တွေ Instagram တွေတင်တဲ့ဒီလိုရှင့် အရေးခြုံထားသူတွေသင်္ကန်းအရေးခြုံထားသူတွေတွေ့ရင်ဘုန်းဘုန်းတို့အရင်ကဘုန်းနံပါတ်တွေလိမ့်စာတွေတင်မိတာလေအဲ့ဒီဟာတွေဘုန်းဘုန်းတို့လည်းအကြောင်းကြားပါဘုန်းဘုန်းတို့လည်းဒီကိစ္စမှာတရံတအားပါဝင်ပြီးကုညီဆောင်ရွက်ဖို့အသင့်ပါပဲဆိုတာပြောကြရင်းနဲ့နိုင်ငံတော်နိုင်ငံမှန်နိုင်ငံကထုတ်ပြန်တဲ့ဟောဒီထုတ်ပြန်ချက်ကိုကြည့်လေးလေးစားစားကြည့်ကြည့်ကြည့်နေနေနဲ့လက်အုပ်မှုရှိခိုးပါတယ်ခင်ဗျာ